ရင်းရင်းကျော်ဖြစ်ပေါ်လာပုံအပိုင်းချောင်းအဘဆရာဟန်ကဘိုးတော်ပွင့်ဤတပည့်များစွာ အနက်မှတစ္ဆာကြီးသူဖြစ်ပြီးဆရာအပေါ်၌တပည့်ကောင်းပိသားသူရိုးသားဖြောင်းမတ်သူဉာဏ်ပညာထမ်းမြတ်ကြီးမားသူဖြစ်သောကြောင့်ဘိုးတော်ပွင့်ဤချစ်ခင်ခြင်းကိုအထူးခံရလေတယ်ဘင်းကိုအချင်းသီလာတရားနှင့် ပြည့်စုံသူမှုအစအစအရာရာစိတ်ချယုံကြည်ခြင်းကိုပါခံရသူဖြစ်ပါလေ။ အဘဇီယာငါလည်းဆရာဝေကိုပြည့်စုံအောင်ဖြည့်စွမ်းသည့်အပြင် ရွှေငွေလက်ဝတ်လက်စားများကိုပါဆရာပူဇော်ကြတော်သူဖြစ်ပြီး အဖက်ဖက်မှလိုလီသေးမရှိဆရာအားပြုစုသော အချက်များကြောင့်ဘိုးတော်ပွင့်ကတပီးပေါင်းများသောအနက်မှအဘဇီယာဟံကိုစေတော်ဖို့ဆက်ရာတွင် ပါဝင် အသုံးပြုသော ရှားပွားပစ္စည်းများကို ပေးအပ်ခဲ့လေသည်ထိုစေအမေများအပြင်ဘိုးတော်အေးစီမှတရရရှိခဲ့သော ဆေးတော်တဆူကိုပါပေးအပ်ခြင်းကိုခံရလေတယ်။အဘဘိုးတော်ပွင့်စီ၌ရှိသော အခြားသောဆေးများကမနှဲလာပါ။ဘိုးတော်ပွင့်လက်ထက်ကသူ့နေရာနှင့်သူသုံးဆွဲရန်ဆေးအမျိုးအမည်များစွာရှိပါတယ်။သို့တော်လည်းဂိုင်းပညာသိမေးရာတွင်သုံးဆွဲသောဆေးတော်ကအလွန်ရှားပါသောဆေးတော်ပဲဖြစ်နေပါတယ်။ယခုအခါဘိုးတော်ပွင့်လက်ထက်ကရရှိခဲ့ပြီဆိုသော စေးများအလုံးကို ဂိုင်းပညာသင်ရာတွင် ထိုးနှံသည့်စေကြီးပဲဟု အောင်းမေ့နေကြသူများရှိကြပါသည်အမှန်တော့ထိုးသူမဟုတ်ပါ တကယ်သုံးဆရာစမ်းသက်စစ်စစ်သည့်အခါကြမှပညာသင်ဂိုင်းစိမ့်မဟုတ်ကြောင်းကို တွေ့ရှိကြရသည်များရှိကြောင်းအဘစရာဟင်းသာသမီရင်းများဖြစ်ကြသောဆရာဤဦးဆန်သိန်းဆရာမကြီးဒေါ်ဤကြည်တို့အမိတ်ရှိခဲ့ပူပါသည်အဘစရာဟင်းကတနေ့တခြားဘုံကြီးပွင့်လန်းလာ၍ အထင်ရှားကြီးထင်ရှားနေစဉ်ဘိုးတော်ဘုရင်အချို့တော်တပည့်များပြညာကြီးကိုများကဘူးတူစဉ်တဘောဝအလျောက်ဝင်းတူစိတ်တို့ပေါ်ပေါက်လာကြလေတော့တယ်။ပြညာတူတူချင်းတကိုးကြီးပုံအောင်မြင်ကြော်ကြားပုံမတူညီပဲမေးမိန်နေသူများက မနာလိုဝင်းတူဖြစ်တတ်ကြသည်မှလည်းမဆန်းလာပါဒါကြောင့်ဗားဆရာဟန်းနဲ့ပတ်သက်သောဂုံးတိုက်ချောပြစ်စကားများကိုဘိုးတော်ဘွင့်ကပြောလာကြတော့တယ် အဘဆရာဟန်ကမာနာကြည့်လာတဲ့အလွန်အကျွအပူတော်ခံနေတယ်ဆရာနဲ့စင်မြိုင်လိုက်လုံနေတယ်စတဲ့မဟုတ်တန်နေရစကားများနဲ့အဘဆရာဟန်နောက်ွယ်မှာဂုံးတိုက်ကြလေတယ်ဒို့ဘိမဲ့ဘိုးတော်ပွင့်ကယုံကြည်လက်ခံခဲ့ခြင်းမဟုတ်ပါအဘဆရာဟန်စိတ်နေသဘောထားနဲ့အကျင့်တီလာစင်ကြဲပုံဆရာအပေါ်၌ကြီးညိုလေးစားတတ်ပုံများကို၃နှစ်၃ခုတိရှိသဘောပေါက်ပြီးသားဖြစ်ပါတယ်တပည့်အချို့တို့ကလည်း အဘဆရာရဲ့ဖုံးကြီးမှုကိုမခံမရနိုင်အောင်ဖြစ်နေကြခြင်းသာဖြစ်ပါတယ်။အဘဆရာကဘိုးတော်ဝင်အပေါ်၌တကြိမ်တခါမှညိုညင်ခြင်းညူဆူခြင်းမရှိခဲ့ဘူးပါ။ဆရာကိုချစ်သည့်နေရာလေးစားကြောက်ရွံ့သည့်နေရာတို့တွင်မြည်သူမြာမရှိနိုင်ပါ။ဘိုးတော်ဝင်ဝီကြီးဝင်းငယ်အားလုံးကိုလည်းအထူးပြုစုပေးခဲ့သူဖြစ်ပါတယ်။တဆင့်စကားတဆင့်နာဖြင့်ဆရာနှင့်တပည့်တို့ရဲ့အကြအမျိုးမျိုးသောအထင်မှားဝေရာတို့ကို ဖန်တီးလာခဲ့ကြပါတယ်။ဒါကြောင့်မအပါဆရာဟန်းကဘိုးတော်ဘွဲအနီးနားရှိတပည့်တော်နဲ့အခမ်းမသိလင်းစကားများချင်းစိတ်လိုက်မှန်မှ ပြောမိခြင်းများမဖြစ်စေရန်အတွက်အသွားလာအဝင်ထွက်များကိုစင်ငင်ခဲ့ပါတယ်။သို့တော်လည်းအပါဆရာဟန်းကအဝေးမှနေ၍ဆရာအားထာဝဇင်ဝိပုလျက်ရှိပါတယ်။အထူးသဖြင့်အပါဆရာဟန်းပရိသတ်၏တမထကမ္မထစီးပြန်သောအခါတွင်အဘောဘိုးတော်ဘွဲအတွက် တီးတန်ပရိပတ်ရေးစိတ်ရှင်းများကိုပြုလုပ်ပါတယ်။မြန်မာတက္ကရာထောင်သောတစက်တစ်ခုနှင့်များအချိန်တွင်အဘဆရာကဖျားစင်ရှိရင်ထိုင်းရေးပရိစိတ်ကြီးအမှုကိုပြုပြီးလေ့ရင်ပြီးရေးမနဲ့ပြန်ကအဘဆရာဘုန်းကြီးစီသွားရလိမ့်မယ်။သွားရဖို့အကြောင်းပေါ်လာပြီးဟုပြောလေတယ်။ဘိုးတော်ဘွင်းနဲ့အတန်းကြောင်အဆက်အသွယ်ပြည့်နေရမှချက်ချင်းဆိုသလိုဘိုးတော်ဘွင်းစီတို့သွားရထူးဆန်းစွာပြောဆိုလေတယ်။တို့နဲ့ နောက်တနည်းနဲ့နဲ့ဒနုကူမျိုးမှာ AR သမောနဲ့ရန်ကုန်သို့ထွက်လာခဲ့လေပြီ။ရန်ကုန်ရောက်ရင်ကြီးမြင့်တဲ့ကန္နလန်ရှိဘိုးတော်ပွင့်နေလို့သွားတော့အခါဘိုးတော်ပွင့်ရဲ့တမီးညာကတအိမ်လုံးပြည်နေနေတယ်။အိမ်မော်တို့တက်ရနိုင်ရဲ့အဘဇရာဟန်ကိုစိုက်နေသူများကပိတ်ဆို့ဓာစီကြသေးတယ်။ဘိုးတော်ပွင့်နဲ့တွဲဆောင်ခြင်းမပြုလို့ကြသည့်သဘောမျိုးဖြစ်ပါတယ်။သို့တော်လည်းအဘဇရာဟန်ကတောင်းမှန်ပြောဆို၍ ဘိုးတော်ဘွဲ့ရှိရာသို့အတင်းမင်ဝင်ခဲ့လေတယ်။ဘိုးတော်ဘွဲ့ကအဘဆရာခန်းရောက်ရှိလာကြောင်းကိုသိသွားသောအခါတွင်အမိတို့ခေါ်ပြီးတိမ်မောလူဖြစ်နေတဲ့ငါရဲ့ခိုင်းတော်ကြီးကိုဒီခိုင်းကျုပ်စေးတော်ကြီးနဲ့ဟိမေတော်ဟုမှားကြသည်ခိုင်းကျုပ်စေးတော်ကြီးကိုအကားဘိုးတော်ဘွဲ့ကထွက်ရလန်းတို့မြန်းတော်မူလေတယ်။အဘဆရာခန်းကဘိုးတော်ဘွဲ့ထွက်တော်မူပြီးနောက်ရန်ကုန်မြို့မှာဒနုပြုတို့ချက်ချင်းပြန်ကြွားကြရလေတယ်။ ဘိုးတော်ဝင်ထမ်းမှအခွင့်အထူးကိုရခဲ့၍ဂိုင်းကျော်ဘဝဖြင့်ဂိုင်းတော်ကြီးကိုထိမ့်သိမ့်တက်မဲ့ရပေတော်မူ။သို့ပါတော်လဲဘိုးတော်ဝင်၏တပည့်များကအဘဆရာဟင်း၏ပညာချင်းအတူတူဖြစ်သည်ဟုယူဆထားသောကြောင့်ဘိုးတော်ဝင်ထွက်တော်မူပြီးနောက်အဘဆရာဟင်းနှင့်လက်တွဲချင်းမပြုဘဲတီးကြစီဂိုင်းထောင်ကြလေတယ်။အိဆာဒီကမဟိဒီစေခိုင်ကိုင်းကြုံများလဲဟိုနေရာဒီနေရာတို့တွင်ပေါ်ပေါက်လာကြတော့ဒီမှာယနေ့တိုင်အောင်ဖြစ်လေတော့လေ ဂိုင်းကျုပ်ဆိုဒီမှာဂိုင်းတော်ကိုခြုံနိုင်သည့်ဆေးဝါးများရှိရပေမည်။ဂိုင်းကိုထိမ့်သိမ်းနိုင်သည့်ဂိုင်းကျုပ်ဆေးတော်ကြီးလည်းရှိရမည်။ဂိုင်းကျုပ်အင်္ဂါရများနှင့်လည်းညီညွတ်ရပေမည်။သို့မဟုတ်ပဲမိမိကိုယ်ကိုဂိုင်းကျော်ဟုသောအမိခံယူနေသောကြောင့်ဂိုင်းခွဲကဲ့သို့ဖြစ်လာလေတော်တယ်။သို့နှင့်ဘိုးတော်ပွင့်ထွက်တော်မူပြီးနောက်အဘွားဇယဟန်ကဘိုးတော်ပွင့်ခွင့်ပြုခြင်းနှင့်ဂိုင်းကျုပ်အဖြစ်ရည်အတည်ခဲ့တော်လဲအိစာတရမွေးဒီစေခိုင်းအမိဖြစ် နေရထန်တဲ့အသည်သည်၌ဂိုင်းကြုံများရှိနေကြသောကြောင့်တခြားဝိသေသအမိကပီးတစ်ခုကို ရှေ့မှတက်ရန် စိတ်ကူးအာယုံပေါ်ပေါက်လာလေတော့တယ်။ထိုအခါမြည်သောဝိသေသအမိကပီးကိုတတ်မဲ့ရမည်ကိုကြံစီသောအခါရွှေရင်ကျော်ဟုသောအမိကပီးကအဘဆရာဟင်းစိတ်ဝယ်ပေါ်ပေါက်လာလေတယ်။အဘဆရာဟင်းကမော်လမြိုင်ကျွန်းမြို့နယ်ဘက်တွင် အထူးအောင်မြင်ထင်ရှားပွင့်လင်းလာခဲ့ကြောင်းရှေ့ကဗီဒီယိုများတွင် ေါ်ပြပြီးပါပြီ။မော်လမြန်ကျွန်းမြို့နယ်ဖျားလေးချောင်းကျေးရွာဘက်တွင်အဘဆရာကြီးအသက်40ရဲ့အခန်းကဖြစ်ပျက်ခဲ့သော အဖြစ်ပျက်ကအသေးနှလုံးနဲ့ဆွဲမြဲနေသောအဖြစ်ပျက်ပင်ဖြစ်လေတယ်။ထိုအဖြစ်ပျက်ကနန်းတွင်ကဝေပညာသည်ဒေါ်သေးညိုနှင့်ပညာပြိုင်ပုံဖြစ်ပါတယ်။အပိုင်းခုနှစ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။